ဂျပန်ယူရိုတက်ခွစီတာကိုခံလိုက်ရပြီးတော့ဟိုသင်းစီကစီတူလီမရှင်ဟားဖွင့်ရတော့မယ်ခေကြီးအားလုံးမင်္ဂလာပါဖလားပိုင်းကိုထားတဲ့ဂျပန်ယူရိုအသင်းကတော့ခနှစ်ရသာသမီအပေါင်းကိုနားဒုက္ခကင်းဝေးအောင်ကက်တင်သွားခဲ့ပြီလည်းဖြစ်ပါတယ်အနုလက်သေးချင်းရှင်ထိုးကြတဲ့ဒီပွဲမှာဆိုရင်ဂျပန်ယူရိုကပဲတက်ခွစီသွားနိုင်ခဲ့ပါတယ်ဒီပွဲစမှာဂေဂျီတို့ပူတာခဲ့တယ်ဆိုပေမဲ့တချင်းကိုပေါက်တမ်းပြီးတခိုးပေးလိုက်ရတာကြောင့်ရင်းနာစရာဖြစ်သွားခဲ့ရတာပါအခုတော့ဂေဂျီတို့ရဲ့ဘွာကဟိုအသင်းစီကနေစီတူလင်းနေချင်းမဲငှားဖွင့်ရတော့မယ်အနေထားမျိုးဖြစ်နေပါပြီ ပွဲမစခင်ကတော့ KFC စားမယ်ကွာဆိုတဲ့ဂိတ်ဖန်ဒီလေအခုတော့ပလာတာအကြီးလေးစားဖို့ကိုတော့မှလမ်းထိပ်မထွက်ရဲကြတော့ဘူးလို့သိရပါတယ်နမမန်ချက်စတာကညီလေးနူဘူးတူကလည်းဒုတိယလူဖြစ်ထားခဲ့ရတာကြောင့်ခေကြီးတို့ညီကိုချင်းဖြစ်သိမ့်လို့ရနေပါတယ်။ဒါပေမဲ့အငယ်ကောင်ကဓမ္မလာဝင်ဝင်ရနေပြီးတော့ခေကြီးတို့ရဲ့ဘွားကအဆင်း16မှာငုတ်တုတ်လေးဖြစ်နေရပါတယ်။လွယ်ဖြည်းဖြည်းဒီနေ့ဖလားပွိုင်းကော့ထားတဲ့အသင်းလေးတွေကန်ကောင်းနေတယ်ဆိုတဲ့အတိုင်းပဲချက်ဖာကြီးတို့လည်းလုတ်ပြသွားနိုင်ခဲ့ပါပြီ။ဒီဒီမှာတော့ချက်ဖာကြီးတို့ဘလို့တက်ခွာဖြူသွားတယ်လဲဆိုတဲ့ပွဲပြီး review လေးကိုတင်ဆက်ပေးသွားကြပါမယ်။ ဂဂျီရိုးရဲ့အရန်ခုံမှာဆိုရင်စစ်စည်းနဲ့ဓာတ်တော်ပြန်ပါလာခဲ့ကြပြီးတော့ယူရိုကိုလည်းပွဲထွက်ကစားသမားအနေနဲ့တွေ့မြင်ခဲ့ရပါတယ်။ခန်းစစ်မှာလူရှော့ပွဲထွက်လာတာကမျက်ကုံးလုံးချင်းစရာဖြစ်ခဲ့ရပြီးတော့တကယ်လဲထင်တဲ့အတိုင်းပဲဖြစ်ခဲ့ပါတယ်။အိုက်စ်မှာတော့ဝိုင်လန်နဲ့အတူဖီတင်မောက်တို့အာမတ်တို့ပွဲထွက်လာခဲ့ပါတယ်။ဂဂျီရိုးကန်ကောင်းချက်ကတော့တရားစီလုံးဆေးရုံတက်နေရတဲ့စပါးအသင်းရဲ့နောက်တန်းကရိုမဲရိုနဲ့ဗန်ဒီဗန်တို့ပါဒီပွဲမှာအတွဲလိုက်ပြန်ပါလာခဲ့တာပါ။ ကွင်းလေကတော့ဘန်တန်ကာဘီဆူအိုမာနဲ့ပပေးစားလို့ဖြစ်ပြီးတော့ဘက်တမန်မာတော့ဆွန်အမင်းပြန်ပါမလာသေးပဲနဲ့ရီချာလီဆန်ကိုပဲအတုံးပြူခဲ့ပါတယ်။တကယ်တော့ဒီပွဲစဉ်မှာဂေဂျီတို့ကပွဲစားပြီဆိုကြတဲ့ကဘောလုံးပိုင်ဆိုင်မှုအတန်နဲ့ကိုကစားနိုင်ခဲ့ပါတယ်။ဂျပန်ယူဟာကောင်းလာချောင်းနေတဲ့အနေအထားမျိုးဖြစ်ပြီးတော့ခန်းစစ်ပိုင်းကိုလည်းကြည်ကြည်လေးလေးကစားခဲ့ပါတယ်။ဂေဂျီတို့ကလည်းဘောလုံးပိုကင်ထားနိုင်ခဲ့ပေမဲ့လူရင်းမရောက်ဖြစ်နေခဲ့ပြီးတော့ခြေစွမ်းကလည်းဖိုင်နယ်ခြေစွမ်းမျိုးဟုတ်မနေခဲ့ပါဘူး။ အဲဒီလိုနဲ့ပွဲချိန်မိနစ်40လောက်မှာကွန်းလေကဘောလုံးပြရာကနေစပြီးတော့ပပီစာရဲ့ဖြတ်တင်ပေါ်ကနေဘရန်နန်ဂျွန်ဆန်ကဥဆောင်ကိုတင်ပေးခဲ့ပါတယ်။လူရှောရဲ့ရှင်းထုတ်ပုံကလည်းမသေးသေးတလို့ဦးနလန်ကလည်းသူ့ဘေးကဖြတ်သွားတဲ့အလုံးကိုတော့မကောက်ခွင်နိုင်ခဲ့တဲ့ဖျားစုကိုသမားဖြစ်နေခဲ့ပါတယ်။ဒီဖွန်ကိုရလာအပြီးမှာချက်ပါကြီးတို့လည်းအထိုင်ချလာခဲ့ပြီးတော့ဘတ်စကာခွက်ကိုစတင်ထုတ်သုံးလာခဲ့ပါတယ်။အဲကြောင့်ဂေဂျီတို့လည်းပို့ပြီးလောကကံရခတ်သွားခဲ့ပြီးတော့ငကိုချင်းနီမာလောင်ဂိုမီယာရဲ့ဂေဂျီတို့ကပိတ်ထားတဲ့ချက်ပါကြီးရဲ့နောက်တန်းကိုဘလို့မှမထိုးဖောက်နိုင်မဲဖြတ်သွားခဲ့ရပါဘူး။ လူရှောင်းနဲ့ပေတင်မောင်းတို့ကလည်းအဆင်ပြေမနေဘူးဆိုပေမဲ့အမိုးရင်းကတော့လူစားလေးမှုတစားမှလုံမသွားခဲ့ပါဘူးမနေ့ခွနဲ့ဆယ်လောက်ရောက်မှစစ်စည်းနဲ့ဖိုးချစ်တူကိုထည့်သွင်းခဲ့ပါတယ်သူတို့ဝင်လာပြီးတော့မှပဲခေကြီးတို့ရဲ့တိုက်ဆက်ပိုင်းကပိုတွက်လာခဲ့ပြီးတော့အခွင့်အရေးတွေလည်းပိုရလာခဲ့တယ်လို့ပြောလို့ရပါတယ်ပိုင်လန်ကောင်းတိုက်လိုက်တဲ့အလုံးကိုဗန်နီဗန်ကလည်းကိုလိုင်းရှင်းနိုင်ခဲ့ပြီးတော့လူရှောရဲ့ကောင်းတိုက်ချက်ကိုလည်းဗီဆာရီယိုကကောက်ခဲ့သွားနိုင်ခဲ့ပါတယ်။ချက်ပါကြီးတွေနောက်တန်းဟာပွဲပြီးတဲ့အထိကိုတောင်းခံပြသွားရင်းနဲ့တကူကူမရှိတဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ အခုဆိုရင်တော့ဂျပန်ဤသူအနေနဲ့2008ခုနှစ်နောက်ပိုင်းကလေးကအ धिक ဆူပလာမရတော့ဘဲနဲ့နှစ်ရှည်ခွပြောက်နေခဲ့ခြင်းကိုအဆုံးသတ်လိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အကြောင်းမျိုးလန်နမှာအစားခံရဘူးကတော့ဟိုအသင်းမဲကြံတော့တာဖြစ်ပါတယ်။ပရီးမီးယားလိမှာအဆင့်16ဖလားလမဲဆိုတဲ့ဂေဂျီရီရဲ့ဘွားကတော့မျက်နှာပင်သားထားမှမသိအောင်ကိုရှက်စရာဖြစ်နေရပါပြီ။ဆုံးမကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။